မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင့်ဒီကနေ့မှာတော့လာမည့်ဧပြီလဇန်၄ရက်ဝန်းကျင်မှာမင်္ဂလာပင်လယ်အော်တောင်ပိုင်း၌လေပြင်းအားနည်းရဝန်းဖြစ်နိုင်ခြေရှိနေပြီးနလင်ဘေးတင့်ဒေတာတွေမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးလိုက်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ပြပေးလိုပါတယ်ရှင်။၂025ခုနှစ်မတ်လ30ရက်နေ့ယနေ့မြန်မာစံတော်ချိန်ည၈နာရီအချိန်ထုတ်ပြန်ချက်၂025ခုနှစ်ဧပြီလ၄ရက်နေ့လယ်ပိုင်းကစတင်ပြီး မင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာလေပြင်းအားနဲ့ရဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်းမူးလေဝသခံမှန်းမော်ရဲများကယနေ့မှလ30ရက်နေ့မှာတပြေးညီခံမှန်းချက်တွေထွက်လာတာတွေ့ရပါတယ်လေပြင်းအားနဲ့ရဝန်းမှာမုန်တိုင်းအဆင့်သို့ရောက်လာနိုင်မဲ့အခြေအနေရှိနေကြောင်း ECWF မော်ရဲက60ရာခိုင်နှုန်းခံမှန်းတွက်ချက်ထားသည်ကိုတွေ့ရှာရပြီးကျန်မော်ရဲတွေမှာတော့လမ်းကြောင်းနဲ့အင်အားကြိုတင်ခံမှန်းချက်များတည်ငြိမ်မှုမရှိသေးတာကြောင့် မုံတိုင်းဖြစ်မဖြစ်နဲ့ဆက်လက်ရွေလျားနိုင်မဲ့လမ်းကြောင်းမြန်မာနိုင်ငံအပေါ်တက်ရောက်မှုရှိမရှိနဲ့တက်ရောက်မှုများနိုင်မများနိုင်အတိအကျခန့်မှန်းနိုင်ခြင်းမရှိသေးသည်ကိုတွေ့ရှိရပါတယ်။ဧပြီလ9ရက်နေ့နဲ့နောက်ပိုင်းရက်တွေအတွက်ကြိုတင်ခန့်မှန်းချက်များမှာတော့တနင်္လာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်၊တရားပြည်နယ်၊ရှမ်းပြည်နယ်၊နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်း၊စကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့တချင်းပြည်နယ်တွေမှာမိုးနှင်းငယ်မှအတင်းတင်းရွာနိုင်ပါမယ်။ ဖြစ်ပေါ်လာနိုင်မဲ့လေပြင်းအားနည်းရဝန်းခြေနေပေါ်မူတည်ပြီးမိုးတင်းတင်းမှမိုးများနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်ပေါ်နိုင်မယ်ဆိုတာတွေ့ရကြောင်းလဲဆိုထားပါဗျ။လက်ရှိငလင်တန်းခန်ဒေတာများမှကုညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြတဲ့ရှောက်ဖွေကဲ့အဖွဲ့များနဲ့အိုးအိမ်ဆွန်းလိုက်ရတဲ့ငလင်တန်းတည်ပြည်သူများအနေနဲ့ဧပြီလလာဆန်းပိုင်းကစတင်ပြီးမိုးလေဝသဖြစ်နိုင်ခြေများကိုမပြတ်နာဆွင့်ကြပါယံအတိပေးတင်ပြလိုက်ပါရရှင့်